အဲ United ပြည်သက်တွေအတွက်တော့နောက်ထပ်ဟိုစိတ်ဆင်းရဲရမယ်ရတဲ့ဘက်မဟုတ်ဖို့ပဲမျောလင်းရတာပေါ့လေအမိုးရင်ရောက်လာပြီးတည်းရကွာတနှစ်လောက်ရှိပြီနှစ်ပွဲဆက်ဘက်တူဘက်တစ်ခါမှမနိုင်သေးတန်တက်ဆန်ဒလန်ရှိရမယ့်နေရာမှာ United ကလာရှိ Sunderland နဲ့ United ဆိုရဲဟို level ကရက်တီမှုနဲ့ဆိုင်တော်တော်လေးဟိုကြောင်းမြန်ဖြစ်နေလို့ပြောလို့ရတယ်ခြေစွမ်းကောင်းတာမကောင်းတာအပါတာနိုင်မှုလူတွေဘွဲမှာတော့နိုင်အောင်ကန်သွားနိုင်နေဆိုတော့ကျွန်တော်တို့ဒီဘွဲမှာရှိ ကြည့်ရှုနေကြတဲ့ပရိသတ်များအားလုံးပဲမင်္ဂလာပါကျွန်တော် VOF ရဲ့ Facebook page နဲ့ YouTube channel ကနေကြိုဆိုလိုက်ပါရစေဒီနေ့မှာတော့ကျွန်တော် VOF preview အဖြစ်ဒါလာမယ့်စနေနေ့မှာကစားမယ့် United အသင်းနဲ့ Sunderland အသင်းတို့ရဲ့ပွဲစဉ်ကိုကျွန်တော်နဲ့ကိုချစ်ချင်းနှစ်ယောက်ကဒါပွဲချုပ်သုံးသက်ချက်လေးလှုပ်တော့မှာဖြစ်ပါတယ်ကိုချစ်ချင်းမင်္ဂလာပါမင်္ဂလာပါညီလေးကဲဒါ United ပွဲပြန်ရောက်လာပြီပေါ့ဟုတ်ကဲ့ပါဆိုတော့လတလောအချိန်ကြီးကတော့ဒါကောင်းတာတည်းဆိုင်မကောင်းတာတွေပဲပို့ပြီးတော့များနေတဲ့ သိင်းလို့ပြောလို့ရတယ်လောလောဆယ်14လောက်ထိရောက်နေတယ်နိုင်တဲ့ပွဲထက်ရှုံးတဲ့ပွဲကပိုများနေတယ်6ပွဲကစားရမှတ်9မှတ်ပဲရပြီးတော့ပြီးခဲ့တဲ့ဒါပူပူနွေးနွေး brand food အသင်းကို3ကိုတကိုနဲ့ဝေခွင့်မှာရှုံးပြီးတော့မှဟို Chelsea ကိုနိုင်ပြီးမကြခင်မှာပဲဒါပရိသတ်တွေရဲ့မျောလင့်ချက်တွေကိုပြန်ပြီးတော့ဟိုရေစုံမျောပစ်လိုက်တဲ့ရလတ်မျိုးထွက်သွားတယ်ဆိုတော့တော်တော်လေးတော့စိုးတယ်ပေါ့ United အခြေအနေတစ်ဖက်က Sunderland ကတော့အဲ့လိုမဟုတ်ဘူးဆိုတော့တန်တက်လာတယ်တန်တက်လာတဲ့အသင်းတွေကမှကျွန်တော်တို့ လုံးဝမမျောလင်ထားတဲ့အသင်းတသင်းကဒီလောက်ထိအဆင့်၅လောက်ထိ top fight တဲ့ဝင်နေပြီးတော့မှတော်တော်လေးကြစ်ကြစ်လစ်လစ်နဲ့ပုံစံကောင်းပြနေတာတော့အံ့ဩစရာလည်းကောင်းတယ်လို့ပြောလို့ရတယ်ဒီဟာဒီမှာတန်180ကျော်လောက်သုံးဆွဲထားပြီးတော့တကယ်သူတို့ခုန်ထားတဲ့ကစားသမားတွေရဲ့ပြန်ပြီးတော့ဒီလက်ရှိပွဲထွက်သုံးနေတဲ့ကစားသမားအဆင်းတွေကတော်တော်လေးအဆင်ပြေပြီးတော့အသင်းကိုပြန်ပြီး level တစ်ခု Premier League လို့ level မှာဟိုအချိန်နေကောင်းနေနဲ့ဖြတ်တန်းလို့ရအောင်သွားပေးနေတဲ့ကစားသမားတွေနဲ့စုပွဲထားတာဆန္ဒလန်းကတော့တော်တော်လေးအချိန်နေကောင်းနေလို့ပြောလို့ရတယ်ဆိုတော့ဒီဘွဲနဲ့ပတ်သက်ပြီးတော့ကိုချင်းကြီးရဲ့အမြင်လေးလောက်ပါ အဲ United ပြည်သက်တွေအတွက်တော့နောက်ထပ်ဟိုစိတ်ဆင်းရဲရမယ်ရတတ်ဘက်မဟုတ်ဖို့ပဲမျှော်လင့်ရတာပေါ့လေ United ပြည်သက်တွေလည်းကိုလို့လေဒါတကယ်ဟိုဟာဖြစ်သွားပါဟိုတကယ်ဟိုစကားဖြစ်ပြောတဲ့စကားမဟုတ်ဘူးပေါ့နော်အမိုးရင်ရောက်လာပြီးတည်းရကွာတနှစ်လောက်ရှိပြီနှစ်ပွဲဆက်ဘက်တူဘက်တခါမှမနိုင်သေးဘူးဆိုတော့အဲ့မှာတွေကကြည့်လိုက်လေတပွဲလောက်ထနိုင်ပြီးရင်အသင်းကနောက်တစ်ဘက်ကိုသိကြစိတ်ဆင်းရဲရတော့မယ်ဆိုတော့ဂျူတောင်တွက်လို့ရတယ်ပြီးသလားဟိုအဲ့ဒါကြီးကအဆင်မပြေဘူးအသင်းကြီးတွေတင် United ရဲ့ legacy United ရဲ့ပုံရိပ် United ရဲ့အစဉ်လား United ရဲ့လက်ရှိကစားသမားစုဖွဲ့မှုတွေရ နှစ်ပတ်ဆက်နိုင်ဖို့ဘာလို့အဲ့လောက်ခက်ခဲနေရလဲအတင်းအောင်ကစားမအောင်နီးပြရောကပြဿနာတွေအများကြီးပဲဖြစ်ရှင်းရမှာလေအများကြီးပဲဒါတို့ကအားလုံးပြောနေကြလို့ဒါထွေထူးတော်ပြောနေစရာမလိုတော့ဘူးပေါ့နော်အဲ့တော့မော်ရင်လည်းဖီအားတွေများနေပြီဒါနောက်ဆုံးပွဲတော့ဖြစ်ကောင်းဖြစ်သွားနိုင်တယ်အကိုတို့ပြောသလိုပဲဒီဆန်နလန်နဲ့ပွဲမှာဒါချေချော်လက်ချော်ရှုံးသွားခဲ့ရင်ဒါမှမဟုတ်မနိုင်ခဲ့ရင်မော်ရင်နဲ့ယူနိုက်တက်ဦးစားလည်းကွဲကောင်းလည်းကွဲနိုင်တယ်လက်ရှိချိန်ထိတော့အဲဘုတ်ဖွဲ့ဘက်ကက်ပေးထားတယ်ဆိုတော့အတန်လေးတွေလည်းကြားနေရတယ်တစ်ဖက်မှာဇာဗီတို့လို့ ဟိုနီးပြမျိုးတွေကို United ခေါ်ဖို့ဆက်သွယ်နေတယ်ချင်းကန့်နေတယ်ဆိုတာမျိုးတွေလည်းတန်နေလဲသတင်း rumor တွေကတော့အများကြီးထွက်နေတာပေါ့လေအဲ့တော့ဘာတွေဖြစ်လာမလဲတော့စက်ကြည့်ရမှာပေါ့ဒေဂျာတာတော့ United ကမနှစ်ကလုံပြပဲအသင်းကထူးမခြားနာပဲပွဲစဉ်6ပဲရှိသေးတယ်ပြောဖို့စောသေးရယ်ဆိုရင်မဲ့6ပွဲမှာတင်3ပွဲလောက်ခြေချော်ထားပြီးပြီဆိုတော့ဒီထက်မှာအသင်းကြီးတွေနဲ့တွေ့ရတဲ့ပွဲတွေလည်းပါလဲပါတာပေါ့လေဟိုချဲစီနဲ့တွေ့ပြီးပြီမန်စီးတီးနဲ့တွေ့ပြီးပြီအာဆင်နယ်နဲ့တွေ့ပြီးပြီခက်ခဲတဲ့အသင်းကြီး3သင်းလောက်နဲ့ကစားခဲ့ရလဲပါတယ် ဲ့တော့6ပွဲမှာအမှန်တမ်းပြောရင်3ပွဲအမှတ်ရော့သွားပြီဆိုတော့ United ဒီနှစ်လဲဥရောပဝင်ခွင့်မှန်းဖို့တော့မှတော်တော်နောက်ကနေပြန်လိုက်ရတာမှာလက်ကျန်ဒီရာသီရဲ့သုံးပုံနှစ်ပုံလောက်မှာတော်တော်လေး consistency ဖြစ်မှာပဲဥရောပဝင်ခွင့်တနေအောင်တော့မှန်းလို့ရမှာဒီလိုသာဂျာအေးသူမေရိုက်နေအောင်မယ်ဆိုရင်တော့ဥရောပဝင်ခွင့်နဲ့တော့မှဒီနှစ်လဲဆက်ပြီးတော့လွဲသွားနိုင်တယ်ဆန်နလန်ကတော့ဟိုဒီပွဲပြောနေနေစဉ်းစားမိတာကပြောင်းပြန်ဖြစ်ရတယ် United လိုအသေးအမျိုးရှိရမယ့်နေရာမှာ Sunderland သွားရှိပြီး Standard Sunderland ရှိရမယ့်နေရာမှာ United ကလာရှိ United က6ပွဲမှာ9မှတ်အဆင့်14 Standard လာတယ်ဒီနှစ်မှာတန်းပြန်တက်လာတယ်ဒီ2016-17ကတန်းဆင်းသွားပြီးတဲ့ Premier League ကို10နှစ်လောက်ကြာမှပြန်ရောက်လာတယ် Sunderland ကကြတော့6ပွဲကစားရမှာတပွဲပဲရှုံးတယ်17မှတ်နဲ့အဆင့်5ဆိုတော့တကယ် Sunderland လိုအသင်းအတွက် ကိုဂုဏ်ယူဖို့လည်းကောင်းတယ်တကယ်လည်းခမ်းနားတယ် DRD ငွေသုံးထားတာတွေရဲ့အသီးပွင့်တွေကို Sunderland တကယ်ကြီးကိုပြန်ပြီးတော့ရာသီစမှာတယ် ဟိုအကျိုးမြတ်မြန်မြန်ကြီးကိုခံစားနေရလို့ပဲအခုတော့ယူဆပါတယ်ဟုတ်ကဲ့ပါဆိုတော့ပြောရင်းနဲ့ကျွန်တော် United ကပဲစပြီးတော့ပြောလိုက်အောင်ဟုတ်ကဲ့ခုနကကိုချင်းကြီးပြောရတယ်မှလည်းပါပါတယ် United ရဲ့အခြေအနေကဒီပြီးခဲ့တဲ့တရားဒီလုံးနောက်ပွဲစနိုင်တာလုံးဝမရှိသေးဘူးဒီဟာဒီမှာလဲဒါပြီးခဲ့တဲ့ Chelsea ကိုနိုင်ထားတဲ့အတွက်ဒီနေ့ပြီးခဲ့တဲ့တပတ်က Brentford ကိုနိုင်ကောင်းနိုင်လိမ့်မယ်လို့မျှော်လင့်ပေမဲ့လဲခြေစွမ်းကကျွန်တော်တို့ဟို Chelsea ကိုနိုင်တဲ့ပွဲစဉ်တော့လည်းဘာမှမဆိုင်တော့ဘဲခြေစွမ်းပြောင်းပြန်နေဖြစ်ပြီးအဲ့လိုမျိုးတပွဲနဲ့တပွဲအတည်ငြိမ်မရှိတဲ့အခြေအနေကတော်တော်လေးဆိုးပါတယ်ပြီးကြတော့ ဘရူနိုပေါ့ဘရူနိုကပြီးခဲ့တဲ့ဘက်မှာဒါပနတီလွဲပြီးတော့ပြောချင်တာတူဝမ်ဖြစ်နေတဲ့အချိန်မှာတူတူဖြစ်ရမယ့်အခွင့်အရေးကိုအသုံးမချနိုင်ခဲ့ပဲနဲ့ပွဲရဲ့ရလပါလုံးဝပြောင်းပြန်လှန်ပစ်သွားလို့တဲ့အထိဖြစ်တဲ့အချိန်နေဆိုတော့ဘရူနိုနဲ့ပတ်သက်ပြီးတော့ question ကြီးဘလို့မြင်လဲဘရူနိုကပြောရမယ်ဆိုရင်ဒီဟာဒီကိုညာတို့ရောက်လာတယ်အမ်မိုတို့ရောက်လာတဲ့အချိန်မှာသူ့ရဲ့အဓိကနံပါတ်10ရို attacking midfield မှာမကစားတော့ဘဲနဲ့နံပါတ်8ရို center midfield မှာစင်ကစားတဲ့အချိန်တွေကဘရူနိုအတွက်အဲပို့ပြီးတော့အချိန်နေစိုးသွားနိုင်လားဒီဟာဒီဘရူနိုရဲ့အပေါ်ဘလို့မြင်လဲကို အေးပေါ့အချင်းကြီးစိုးသွားတယ်ဆိုတာထက်ကို तू ကတော့ तू စီးစက်ကြရရုပ်ထင်ပေါ့နော်ဘယ်နီးပြပဲရောက်လာရောက်လာဘယ်ကစားကွက်ပဲပြောင်းပြောင်းဘယ်နေရာပဲထားဆော့ဆော့ဆိုလိုချင်တာနောက်ဆုံးစနေဘက်ထားဆော့ရင်တော့မှစနေဘက်ကနေပြီးတော့ तू ကျွမ်းကျင်နဲ့လောင်းပတ်စီနဲ့တိုက်စစ်ကို direct တွေပေးပြီးတော့လှုပ်ပေးနေတာပဲဒီလှုပ်ခဲ့မှုပါတယ်တန်ဟက်လက်ထက်မှာဒီ Liverpool ကိုဒီရှုံးနေတဲ့ဘွဲနေတော့ FA Plan မှာလားမသိအိမ်ဝင်းမှာရှုံးနေတော့နောက်တန်းနေထုတ်ပြီးတော့ Bruno ကြီးကိုနောက်ခံစစ်မှာသွားထားပြီးတော့ Bruno C ကနေပြီးတော့ direct ball တွေနဲ့လုံးဝရှေ့ကိုကြောချတာ Maguire ကရှေ့မှာတိုက်စစ်မှုတွေသွားဖြစ်တာလှုပ်ခဲ့မှုပါတယ်ပြောချင်တာ Bruno ကတော့ အသင်းအတွက်အရိုးချစ်ချစ်အရေခန့်ခန့်ဒီလိုကစားမမျိုးကဒီမော်ဒန်ဘောလုံးလောကမှာရှားသွားပြီအခုလိုပြောဆိုအခုလိုခင်မှာတော့ဒီဟာတွေအများကြီးမြင်ခဲ့ဘူးလေတော်တီတို့မာတီနီတို့သိရမလားဂျရက်တို့ရာဦးတို့အများကြီးပဲလမ်ဖတ်တို့အွန်နရီတို့အများကြီးရွန်နီတို့ဒီလို အသင်းအတွက်ဆိုရင်ကိုကိုကိုတော့မှာ ကိုစိတ်ကြိုက်နေရာတွေကိုလှုပ်ချင်တာတွေကိုနောက်မှထားပြီးအသင်းအတွက်ဆိုဘာမှမဆိုလှုပ်ပေးမယ်ဆိုရယ်ကစားသမားတွေမှာဘရူနိုပါလို့အကိုတော့ခံစားမိတယ်။အားကြောင့်သူအသင်းကောင်းဆောင်လက်ပတ်ကိုရထားတယ်။သူ့ရဲ့တချို့ attitude တွေကတော့ပြိတက်တွေသဘောမကျခြင်းတွေတော့ရှိကြပါလေ။အဲ့တော့ပြောချင်တာဘရူနိုရဲ့အသက်အရွယ်ကသူကြာလာပြီးမှန်တယ်။ဒါပေမဲ့ဒီအချိန်မှာအသင်းကသူ့ကိုကူညီတင်တာသူ့ရဲ့အကောင်းဆုံး position မှာပေးကစားပြီးသူ့ကို comfortable ဖြစ်အောင်လှုပ်ပေးရမယ့်အစားအမိုးတွေကဖြောင်းမြန်ကြီးလုပ်နေတယ်။ तू မကြွမ်းကျင်တဲ့နေရာ तू မပိုင်နိုင်တဲ့နေရာအသက်အရွယ်ကြီးကကြာလာတဲ့ကစားသမားကို worry တအားလိုတဲ့ဒီ343ရဲ့ center mid field မှာလာထားတယ်ဆိုတော့ဒီနေရာကအတက်ကောအစင်ရောဘွဲလုံးကစားမှာမိနစ်ပြည့်90ပြည့် Bruno အဲ့လောက်ထိအလုံးမလုံနိုင်တော့ပြောချင်တာက तू မလုံချင်တာမဟုတ် तू မလုံနိုင်တာမဟုတ် तू မှာအဲ့လောက်ထိခန္ဓာကိုယ်ကမလုံနိုင်တော့ဘူးဆိုတော့ဒီနေရာတော့အံဝင်ထင်တယ်ရေရှည်သွားနေရင်ကစားမအတွက်ရောအသင်းအတွက်ကောကောင်းကျိုးတဲ့ဆိုးကျိုးပိုများလိမ့်မယ်လို့ပဲထင်တယ် Bruno ရဲ့အကောင်းဆုံး version ကိုအကိုလိုမြင်ရဖို့ဆိုရင်တော့သူ့ရဲ့စိတ်ကြိုက် position နံပါတ် 10row ပြန်ပေးမှာပဲ ဘရူနိုရဲ့အကောင်ဆုံးပုံစံကိုဒါတချို့တို့ကပြန်မြင်လာမှာထင်ဒီပုံစံကတော့ဒါမရှိသုံးဘရူနိုကတော့ကစားပေးနေမှာပဲ United အနေနဲ့တချို့ပွဲလေးမှာဒိုစီကနေအကောင်ဆုံးပုံစံရမှာတချို့ပွဲလေးမှာမြင်ရမှာမြင်ရလိမ့်မယ် Penalty taker နဲ့ပတ်သက်ပြီးတော့တိုက်ဆိုင်တာလည်းဖြစ်ချင်းဖြစ်မယ်ဒီရာဒီရတဲ့၃ချိန်မှာဘရူနို၂ချိန်လွဲပြီးပြီးဖူဟန်နဲ့ပွဲမှာဟိုဂိုးပေါက်ကိုလွဲသွားခဲ့တယ်ဒီချိန်မှာတော့ Brentford နဲ့ပွဲမှာတော့သူဂိုးပေါက်မလွဲဘူးပြိုင်မဲ့ဂိုးမကာဝဲသွားရဆိုတော့အဲ Penalty နဲ့ပတ်သက်ပြီးတော့လေမိုရင်ပြန်ပြီးတော့စဉ်းစားဖို့လိုလာပြီသူအသင်းမှာဒီနှစ်ခေါ်ထားတဲ့အမ်ဘူမိုတို့ ဒီကွန်ညာရောပယ်နတီတိတ်ကတယ်အသင်းဟောင်းနေမှာအပူမိုဆိုဘရန်ဖို့မှာပယ်နတီတိတ်ကကွန်ညာဆိုလဲဝူဘာတန်မှာပယ်နတီတိတ်ကတကယ်လဲဖီနီရှင်တွေလဲကောင်းတယ်တိုက်စစ်ကစားမှတွေလဲဖြစ်တယ်ဆိုတော့ဘရူနိုစီကနေပြီးတော့တာဝန်တချို့တာဝန်တွေကို responsibility တွေကိုခွဲဝေမျှယူပြီးတော့ဒီပယ်နတီတိတ်ကမှာတော့နည်းနည်းလေး United အပြောင်းလဲနေနေအမိုးတွေစဉ်းစားသင့်ပြီထင်တယ်ဒါကဘရူနိုကိုပယ်နတီဆက်ပေးကြရင်လွဲအောင်မယ်လို့ပြောချင်တာမျိုးမဟုတ်ဘူးเนาะဒီမှာလဲနားလည်မှုလွဲသွားနိုင်တယ်ဘရူနိုဒီ ပရီးမီးယားလီးရဲ့အကောင်းဆုံးပယ်နတီတိတ်ကားတွေတဲ့တအူးဆိုတာအကိုကိုရန်လည်းလက်ခံယုံကြည်ထားတယ်ဒါပေမဲ့အခြေအနေတွေကမတူတော့ဘူးကွာသိရမလားဒီအခြေအနေမှာ तू အသက်ရွယ်လေးရလာပြီ तू ရှိမှထမ်းပိုးထားတဲ့တာဝန်တွေ responsibility တွေအများကြီးဆိုတော့ဒါလေးတစ်ခုတော့ဒီအခြေအနေမှာ तू ကန်လည်းမလိုက်ဘူးပယ်နတီဆိုတာကန်နဲ့လည်းအများကြီးဆိုင်တယ်အဲ့တော့ဒီအခြေအနေမှာ तू ကန်လည်းလက်လည်းမကောင်းဘူးဆိုတဲ့အခြေအနေမှာအမ်ဘူမိုရိုကွန်ညာလို့ရှိနေတယ်အပြောင်းလဲတွေဒီပယ်နတီတိတ်ကားမှာတော့အပြောင်းလဲတွေလှုပ်တင်တယ်လို့ထင်တယ် ဟို United မှာတော့ပြောင်းစရာတွေတော့အများကြီးပါပဲခံစစ်ပိုင်းမှာဆို Maguire ဆိုရင်ပြီးခဲ့တဲ့ပွဲမှာဟာတာကြီးဒီပေးလိုက်ရတဲ့အဖွင့်ကိုဆိုမဖြစ်သင့်တဲ့ပုံစံမျိုးဆိုတော့ဒီခံစစ်မှာလည်းဒီအကောင်းဆုံး3 back ကိုပဲအတွဲကပဲအတွဲလဲပေါ့နော် Rio Rio Dele ဒါ Lucio က ဒါ United ရဲ့အကောင်းဆုံးခံစစ်အတွဲလား Maguire သည် United ရဲ့ခံစစ်မှာတကယ်သုံးသင့်သေးရလားဆိုတော့လည်း Morin တစ်ချက်ပြန်စဉ်းစားအောင်မထင်ဘူးဆိုတော့ United နဲ့ပတ်သက်ရင်တော့အများကြီးပဲပေါ့ပြောစရာတွေဒါတော့ဒါတစ်ဖက်ကကျွန်တော်ဆန်နာလက်ပဲသွားလိုက်ရအောင်ဆန်နာလက်ကတော့ဒါလက်ရှိချိန်မှာတော်တော်လေးပုံစံကောင်းပြနေတယ်အာ League Championship ရဲ့ဒါ Championship ဒါ Playoff Final မှာဒါ Sheffield ကိုနိုင်ပြီးတော့မှသူတို့ဟိုပေါင်သန်း200နီးပါးလောက်သုံးပြီးတော့အဓိကသူတို့လိုအပ်တဲ့နေရာတွေကိုအတိအကျဖြည့်ပြီးတော့ဥမာကိုသမားနေရာဆိုကိုသမားနေရာကိုဖြည့်ထားတယ်ပြီးတော့ခံစစ်မှာဆိုရင်ဒါ Mukili လေးလို့ကျွန်တော်တို့ ိုက်ပစ်မှာစပြီးတော့ယင်းနေခဲ့တဲ့ PSG တို့မှာကစားခဲ့တဲ့နောက်ဆုံးဒါလီဗာပူးစကနေပြောင်းလာတဲ့ကစားသမားမျိုးရောင်းခေါ်လိုက်နေတာမျိုးတွေတော့ဂီတာဖေးအေဒီရာဒီတို့လိုကစားသမားမမထထန်ကစားနိုင်တဲ့ကစားသမားမျိုးရလိုက်တာမျိုးတွေဘယ်ချမ်းဆိုရင်ကျွန်တော်မာဆူအကူပရီးမီးယားလိဂ်နဲ့အသားကြပြီးတော့ကစားသမားကိုပြန်ရလိုက်တာခုလက်မှာဂရန်နီရှာကောက်ကိုရလိုက်တာမျိုးတွေပြောချင်တာကစားသမားခေါ်ယူမှုတွေမှာအများကြီးနာမည်တွေမရှိပေမဲ့ဒီ15သန်းသန်း20ပတ်ဝန်းကျင်လောက်သုံးဆွဲပြီးတော့ဆန်လာလန်ရဲ့ခေါ်လိုက်တဲ့ကစားသမားတွေအသင်းနဲ့အလင်းမြန်အံဝင်ပြီးတော့တော်တော်လေးအကျိုးဖြစ်ထွန်းနေတာတွေ့ရတယ်ဒါကြောင့်ဟုတ်ကဲ့အာ ဒီရာဒီမှာလဲဆန္ဒလန်းကစားတာတော်တော်လေးအဆင်ပြေရဲ့ဆိုကိုရှင်ကြီးရောဆန္ဒလန်းပေါ်ဘလို့ရှိမလဲဒီရာဒီဆန္ဒလန်းအားသာချက်အားနည်းချက်တွေကဘာဖြစ်မယ်လို့ထင်လဲကိုဟုတ်ပါတယ်ဒါညီလေးပြောသလိုပဲဆန္ဒလန်းရဲ့ဒီနှစ်ခေါ်ထားတဲ့ကစားသမားတွေကဒီလောက်ချင်းအတင်းတက်မှာထိုင်ကျသွားလိမ့်မယ်လို့မထင်စိတ်ပူတာလူတွေအများကြီးခေါ်ထားတာဘောနော်အဲ့လိုရှိပါလေအခုလိုမြင်ငယ်မှုတွေကွာလူတွေအများကြီးရောက်လာကစားသမားတွေအများကြီးရောက်လာတဲ့အတင်းကကြတော့အတင်းရဲ့လက်ရှိရှိနေတဲ့တန်းတက်လာတဲ့အတင်းမှာရှိရင်းစဲကစားသမားတွေနဲ့ဒီရောက်လာတဲ့တတုတ်လိုက်ကြီးရောက်လာတဲ့ကစားသမားတွေနဲ့ ဒီအဆက်ဟက် combination တစ်ခုကိုပြန်ရဖို့ကအချိန်တစ်ခုယူရတယ်။ဥပမာရာသီဝက်လောက်ထိလည်းဖြစ်ကောင်းလည်းဖြစ်သွားကြာကောင်းလည်းကြာသွားနိုင်တယ်။အဲ့ရာသီဝက်ထိကရလက်တွေကအဲ့လိုကောင်းမလို့လို့ဆိုးမလို့နဲ့တဝဲလေလေလေးဖြစ်နေတတ်တယ်။ဆန်းနှလိုင်းကကြတော့အဲ့လောက်ထိအချိန်မယူလိုက်ရဘူး။ရာသီဖွင့်လို့နှစ်ပွဲသုံးပွဲလောက်ပါနေမယ်။ဒီဒုတိယမြောက်ပွဲဘန်လီကိုရှုံးပြီးသေးရဆိုရင်အခုဆိုရင်၄ပွဲသတိုက်ပရီးမီယာလိမှာမရှုံးထားအောင်ဆိုတော့ဘာဖြစ်ဒီနီးပြနဲ့အသင်းကစားမအစ်တတွေနဲ့ရှင်ရင်းစဲကစားမတချို့နဲ့ပေါင်းဆက်မှုက combination ကအခုလိုထင်ထားတာထက်အများကြီးပိုပြီးတော့ဒီအသင်းကအစည်းကပ်ပြီးတော့လက်မိုင်းကတ်တယ် အထိုင်ကျသွားတယ် rhythm တစ်ခုရသွားပြီရှာလို့တွေ့သွားပြီအဲ့ Premier League မှာအတင်းတိုင်းအတွက်ကအဓိက rhythm ပဲအဲ့ rhythm တစ်ခုနဲ့ form တစ်ခုသာရသွားပြီဆိုရင်တော့အဲ့ဒါနဲ့တရာစီလုံးကိုအဲ့အဲ့လေးကိုဟန်ချက်မပြတ်လိုက်ပြီးတော့ထိမ့်ပြီးတော့သွားရင်ကိုအဲ့အတင်းက Premier League မှာသူ့ရဲ့ရည်တည်မှုကဘာဖြစ်ဖြစ်လက်ခံလို့ရတဲ့နေထားလေးတစ်ခုရောက်သွားအဲ့ဒီရာစီမှာဆန်းနလန် rhythm နဲ့ form လေးတစ်ခုကိုတဲမိသွားပြီရှာတွေ့သွားပြီလို့ထင်တယ်သူတို့တခုပဲလူတော့တယ်ဆူဆူရွာဒဏ်ရာပြဿနာတွေအဓိကကစားမားတွေမရဖို့ပဲလူတော့တယ်လက်ရှိအသင်းမှာတော့ ဒီတိုက်စစ်ပိုင်းမှာဆိုအစီဒေါ်လုကစားမမျိုးအားကိုးနေရတယ်၃ဂိုးလောက်သွင်းထားတယ်ပြီးတော့ကလပ်ထရူကနေခေါ်ထားတဲ့တဲပီဆိုလဲတောင်ပံမှာတော်တော်လေးကိုအလုလုနိုင်တယ်ကွင်းလယ်မှာတော့စထရာဘောကနေခေါ်ထားတဲ့ဒီဟာဘီဒီယာကတော့ဒဏ်ရာကြောင့် ဒီကာလတစ်ခုမှာနားရမယ်ဗောလေဒီဇင်ဘာလောက်မှပြန်ကစားနိုင်မယ်ဆိုတော့ဒါအဆုံးရှုံးမှုဒီကစားမလေးတာပိုင်ကွင်းလေပူတော်ကောင်းမှာသဘောကျတယ်ဆန္ဒလိုက်ကွင်းလေအကိုတော်တော်လေးသဘောကျတယ်စာတီကီရယ်စာတီကီရောရှာကာရှာကာရောပြီးတော့အဲ့ဟာဘီဒီယာတော့မှပိုင်ဒီ၃ယောက်ကွင်းလေ mid trio ကတကယ်ကိုအသင်းငယ်တွေထဲမှာပရီးမီးယားလီဂ်အလဲလက်အသင်းတွေထဲမှာစောင့်ကြည့်ခြင်းစရာအကောင်းဆုံးအကိုအဖမ်းစားနိုင်ဆုံးပြီးလူငယ်ကစားမကြီးနဲ့နှစ်ယောက်နဲ့ပရီးမီးယားလီဂ်ရဲ့ old school wing တစ်ယောက်နဲ့ combination ကလည်းတကယ်ကိုစိတ်ဝင်စားဖို့ဆွဲဆောင်မှုလည်းကောင်းခန်စစ်ကလည်းညီလေးပြောလို့ မူကီလီတို့အဲဒါရတီတို့ကတကယ်ကိုမာတဲ့ကစားမှာအဲဒါရတီဆိုရင်ဂီတာဖေးမှာတကယ်ကိုမြင်ငယ်ပြီးသားတကယ်ကိုခန်းစစ်ကြောက်ဆောင်လို့တော့ပြောလို့ရတယ်ဒါပါရာဂွေးရဲ့ကစားသမားဆိုတော့တကယ်လည်းကောင်းပါတယ်ခန်းဆန်နလန်ဒီနှစ်ဖြည့်ထားတာတွေကလုံးပြနေရောအရန်ကိုအထင်ကြီးပို့အရန်ကောင်းတယ်သူတို့ရဲ့ဒါလုံနိုင်တဲ့ကိုလိုမျောလင့်ထားတဲ့ expectation level ထက်စေစားအစ90လောက်ပိုကောင်းတယ်လို့လည်းဝန်ခံရမယ်ထင်ပါတယ်ဟုတ်ကဲ့ပါဆိုတော့ဒါကျွန်တော်တို့နှစ်သင်းလုံးကဟိုပြောင်းမြန်အခြေအနေဖြစ်နေတာဗောလေပြောကြည့်အောင်လက်ရှိအခြေအနေမှာ Sunderland နဲ့ United ဆိုရဲ့ ို level ကရက်တီမှုနဲ့ဆိုင်တော်တော်လေးဟိုပြောင်းပြန်ဖြစ်နေလို့ပြောလို့ရတယ်ကျွန်တော်တို့ဟိုရွေးချယ်ရတော့မယ်ပေါ့လေ United အဒီပွဲမှာနိုင်ပါမလားပေါ့အဓိကတော့ပုံမှန်ဆိုရင်တော့တခြားသောအသင်းကြီးတွေနဲ့ဟိုနှိုင်းရှာမယ်ဆိုရင် တခြားကျွန်တော်တို့ရည်ရွယ်ထားတဲ့အချိန်တွေကဘယ်နှကူပြတ်မလဲဆိုတော့ခံမှန်းမှုတွေဖြစ်ကောင်းဖြစ်လိမ့်မယ်ဒါပေမဲ့ဒီအချိန်မှာဒီအနှစ်သင်းကြားမှာကြွားမှုကတော်တော်လေးပြောင်းပြန်ဖြစ်နေတဲ့အတွက် United နိုင်မမလားဆိုတော့အခြေအနေကိုပဲသွားအောင်ပါဆိုတော့ကိုရှင်ကြီးဒီပွဲအတွက် United နိုင်မမလား အဲ့တော့မှန်တာပေါ့ညီလေးပြောသလိုပဲအသင်းကတန်တက်ဆိုပေမဲ့ဆန်ဒလိုင်းသွားပြီး short တက်လို့မမရအောင်နော်တရာတီလုံးမှာတပွဲပဲရှုံးထားတယ်အသင်း United ကိုယ်တိုင်ကလည်းနိုင်လိုက်ရှုံးလိုက်တေးချလိုက်နဲ့တဝဲလေလေဖြစ်နေရဆိုတော့ဒီပွဲမှာတော့အဲ့တော့ကိုးပြတ်မလာမပြတ်မလာလေခဏထအောင် United ပြန်နိုင်ပါလားဆန်ဒလိုင်းကရောလေးပွဲဆက်မရှုံးထားတဲ့ဟာကဒီမှာရက်မလာအဲ့ဒီမေးခွန်းကိုပဲအကိုတို့အဓိကဒီနေ့အတွက်ဟိုအဖြေတစ်ခုဆွဲထုတ်ရမှာပေါ့နော်အဒီမှာတော့ခြေစွမ်းနေရပြောမယ်ဆိုရင်တော့ အများကြီးလူပါပဲအားလုံးလည်းသဘောတူကြလိမ့်မယ်ညီလေးလည်းသဘောတူကြလိမ့်မယ်အကိုလည်းသဘောတူကြလိမ့်မယ်ဆန္ဒလန်ကိုပဲအကိုလိုရွေးရမှာပဲခြေစွမ်းနေနဲ့လက်ရှိအကိုလိုမြင်နေရတဲ့ဒါတွေ့ထားချက်တွေရတော့ဆန္ဒလန်ပို့ပြီးတော့မာတယ်ပို့ပြီးတော့တင်းဝါရအလုလုနိုင်တယ်ပို့ပြီးတော့ယုံကြည်ဖို့ပိုကောင်းတယ်ဗောနော် United ကတပွဲတလေထပြီးတော့ဘန်လီကိုနိုင်လိုက်တာမျိုးတွေချဲစီကိုနိုင်လိုက်တာမျိုးတွေရှိကောင်းရှိနေမိမယ်သူ့မှာ consistency ရှိနေတာမျိုးနိုင်သွားနိုင်တယ်ဆိုတာမျိုးကိုသိပြီးတော့အများကြီးယုံကြည်ထားလို့မရဘူးဒါခြေစွမ်းတွေကိုကြည့်ပြီးပြောတာဒါပေမဲ့တစ်ဖက်မှာအကိုလိုရှိတာကအခြေအနေတစ်ခုရှိတယ် United ကဒီမာက ဟိုအခုရှိမှပြောလို့မနိုင်ခဲ့ရင်အမိုးတွေကနောက်ဆုံးပွဲတော်ဖြစ်သွားနိုင်တယ်ဆိုတာမျိုးဒူးော်တိုင်းကွာပြောချင်တာနောက်ဆုံးချိန်ရောက်နေပြီဆိုတဲ့ချိန်ဒီမှာ तू မထူးဆက်ခင်းပြီးတော့ဘာမှမစိုးလို့တော့မှာအဲ့ဒါကပဲ United ရဲ့ဒီပွဲမှာအဆိုးတွေရဲ့အကောင့်တစ်ခုရှာကြံပြီးတော့ဖြစ်ကောင်းလဲဖြစ်သွားနိုင်တယ်လို့ထင်တယ်ပြီးတော့နောက် United ရဲ့အဆိုးတွေထဲမှာအကောင့်တစ်ခုအကိုသဘောကျမိတယ်တွေ့မိတာကဒီရသည်အင်ကွင်းရလက်လေးတွေတော့လက်ခံပေးလို့ရခြေစွမ်းလေးတွေရောအင်ကွင်းသုံးပွဲကစားထားတယ် တပွဲရှုံးထားတယ်အာဆန်နယ်ကိုရှုံးထားတဲ့ပွဲတော်မှာခြေသွမ်းပိုင်းကြီးကမနိုင်ခဲ့ဘူးအာဆန်နယ်ကိုတူးတူးတန်တန်ကိုပြန်လုပြရသွားနိုင်တယ်အဲ့လိုခြေသွမ်းနဲ့ရှုံးတာကွာလက်ခံပေးလို့ရတယ်ကွာပြောချင်တာရှုံးခဲ့ရင်တော့မှရှုံးခွေးတွေထဲမှာ level ဆိုတာရှိတယ်နော်ဒါခြေသွမ်းရပြိတက်ကသဘောကျတယ်ဟာငါတို့တင်းရကောင်းတော့ကစားတာကောင်းတယ်ငါတို့ဂိုးကန်ခေခဲ့လို့ပြိုင်မဲ့ဂိုးသမားကောင်းသွားလို့ပြိုင်မဲ့ခန်စစ်ကောင်းသွားလို့ငါတို့ဂိုးမရလားကန်ခေသွားလို့မကူမရဒါမျိုးဆိုပြိတက်ကဖြေးတာတည်းတည်းပေါ့ကို့အသိန်းကိုကဘာမှမလုပ်ပြနိုင်မင်းနဲ့တလွဲတွေလို့အမားတွေလုတ်ပြီးတော့အဲ့လိုတွေ ရှုံးနေရမျိုးကြတော့ပြိတ္တကဖြေးတာမဖြေးတာတော့ဘူးပေါ့နော်အဲ့လိုမျိုးရှိတယ်ပေါ့နော်အဲ့တော့အိမ်ဝေးမှာအာဆနယ်ရှုံးတဲ့ပွဲမှာခြေသွမ်းရမစိုးလက်ခံပေးလို့ရတယ်ရှုံးတော့ရှုံးတယ်နောက်နှစ်ပွဲချယ်ဆီကိုဟမှန်တယ်ကစားမတစ်ယောက်ထွက်လို့ကစားပိုးလွယ်ပြီးတော့နိုင်သွားဘလူပဲဖြစ်ဖြစ်ရလာမှာတော့သူတို့လူချင်းနဲ့အနိုင်သုံးမဲ့ယူသွားနိုင်တယ် ဒါဘန်လီနဲ့ပွဲမှာလည်းမှန်တယ် last minute မှာ penalty ရခဲ့လို့နိုင်တာမှန်ပဲဘလို့ဖြစ်ဖြစ်နိုင်ပွဲတော့ယူသွားနိုင်တယ်ဆိုတော့အင်ဝင်းဒီယာဒီ၃ပွဲမှာ၂ပွဲတော့နိုင်တဲ့ဆိုတော့အင်ဝင်းမာကုံလေးရှိတယ်ဆန်ဒလန်ကလည်းဒီယာဒီအဝေးကွင်းပွဲတွေကအရင်ကြီးမဟုတ်ဘူးဒီနောက်ဆုံးကစားတဲ့ Nottingham Forest ကွင်းမှာထနိုင်လိုက်ပြီးတော့မှဒီယာဒီအဝေးကွင်းနိုင်ပွဲဆရာရှေ့မှာဘန်လီလိုတန်းတက်အချင်းချင်းပဲအဝေးကွင်းသွားကစားတဲ့ပွဲတော်မှာရှုံးနေဆိုရင်ဆန်ဒလန်ကလည်းသူ့ရဲ့အင်ဝင်း Stadium of Light မှာဆိုရင်ပိုကောင်းတယ်အင်ဝင်းပြိတ်တဲ့အချိန်နဲ့ပို့ပြီးတော့ဟိုအင်ဝင်းပူမာတဲ့အတင်းလို့ပြောလို့ရအဝေးကွင်းနေမှာဆိုသူ့ရဲ့ ကစားအားလည်းအဲ့လောက်မဟုတ်ဘူးခံစစ်ကိုပဲပိုအားပြုပြီးတော့အဝေးကွင်းတွေမှာအဓိကမရှုံးဖို့ပိုဦးစားပေးရဆိုတော့ဒီမှာတော့ဆန်နလန်အနေနဲ့တေးတမှတ်လောက်ရဖို့ကိုပဲအဓိကဦးတည်ပြတ်မှတ်ထားပြီးတော့ကစားလာလိမ့်မယ်လို့ထင်တယ်ဒီမှာတော့အကူက risk ယူပြီးတော့ out of the box ပေါ့ United နိုင်သွားလိမ့်မယ်ဆိုတဲ့အမြင်မျိုးကိုပြောချင်တာပေါ့နော်အဓိကဒီပွဲမှာဟိုမထင်မှတ်တာတွေ United တခုခုလုံးမလားဆိုတဲ့ခံစားမှုမျိုးအဲ့လို feeling လေးရနေလို့ပါဟိုစမ်းပြားပြီးတော့သူများတွေကဆန်ဒလန်ကြိုက်နေအချိန်မှာကိုက United နိုင်မယ်ထပြောတာမျိုးတော့မဟုတ်ဘူးအဲ့ဟိုဒီနေ့ United တခုခုများမထင်တာတွေများလုံးပြနိုင်မလားဆိုတဲ့ feeling လေးရနေတဲ့ကြောင့်ဒီမှာ United 2-1လောက်နဲ့1-0ဆိုတာမျိုးနဲ့ပုတ်ခါဒီကလေးကတ်နိုင်သွားမလားလို့အကိုကတော့အဲ့လိုလေးမျောလင်းမိရဲ့ဟုတ်ကဲ့ပါဆိုတော့ကျွန်တော်လည်းအကိုနဲ့အတွေ့အကြုံပါတယ်အဓိကတော့ဟိုမဖြစ်မနေနိုင်ဖို့လိုလာတဲ့ ပွဲဖြစ်နေပြီပြောချင်တာ United ကဒီဟာဒီမှာတော့ပွဲတိုင်းဒီပါဒီလိုပဲကန်နေရတာမဖြစ်မနေနိုင်မရမယ်ကျွန်တော်တို့ရှေ့ဒါ Chelsea နဲ့အိမ်ဝင်းမတိုင်ခင်မှာလဲဘန်လီနဲ့ပွဲတော့ကလဲမဖြစ်မနေနိုင်မရမယ်မနိုင်ဟုတ်တယ်ဟုတ်တယ်ကျုပ်မယ်လို့တော့ကျွန်တော်ထင်တာကနောက်ဆုံးပုခါတီကပနတီနောက်ဆုံးတော့ရအောင်ဘယ်လိုပဲဖြစ်ဖြစ်နိုင်တော့နိုင်အောင်တော့ကန်သွားတာပဲနော်နိုင်အောင်ကန်သွားတာပဲခြေစွမ်းကောင်းတာမကောင်းတာအပါသာနိုင်မှုလူတွေပွဲမှာတော့နိုင်အောင်ကန်သွားနိုင်တယ်ဆိုတော့ကျွန်တော်တို့ဒီပွဲမှာ United ကိုသဘောကျပါရယ်ဘလို့ပဲတစ်ဖက်ကကောင်းပါစေအောင်တော့အိမ်ဝင်းဆိုတဲ့အချိန်နဲ့သူတို့ရဲ့ PR နဲ့ဆိုရင်တော့အနည်းဆုံးတော့ဂိုးမပြတ်အောင်မှာနိုင်တော့နိုင်သွားနိုင်မယ်လို့ကျွန်တော်အဲ့လောက်လေးတော့ ထားပြီးလို့ပေါ့လေဟုတ်ကဲ့ပါနိုင်မယ်လို့ထင်တော့ထင်တာပေါ့နော်ဘာဘာကြီးဖြစ်လာမယ်ကြည့်ရမှာပေါ့ဟုတ်ကဲ့ပါဆိုတော့ကြည့်ရှုနေကြတဲ့ပရိသတ်များကဒါကတော့ဒါ United နဲ့ Sunderland တို့ရဲ့ပွဲစဉ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ VOF ရဲ့ဆွေးနွေးမှုဖြစ်ပါတယ်ဆိုတော့ပရိသတ်တွေကောဒါဒီပွဲက United နိုင်ပါမလား Amore ရဲ့နောက်ဆုံးပွဲဖြစ်မလားဘယ်လိုမျိုးထင်ကြလဲဒါ comment မှာဆွေးနွေးပေးဖို့ဒီကနေ့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာ